နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမလာနဆတ်တော်ရဲ့တနင်္ဂနွေနေ့ 46ခုမြောက်သောစာလံအပိုင်းငယ်1မှ17ဖျားသခင်သည်ငါတို့ခိုးလုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘေးရောက်သည့်ကာလအထူးသဖြင့်ကုမတော်မူကြောင်းထင်ရှားလျက်ရှိ၏ထို့ကြောင့်ပထဝီမြေကြီးသည်၍သွား၍တောင်များတုန်လှုပ်လျက်သမုတ်တရာသို့ကျတော်လေငါတို့သည်ကြောက်လန့်ခြင်းမရှိ သမုတ်တရာရည်သည်ဟုံဟုံမြည်၍မှွေနောက်ပါလေစေ လိုင်းတဘိုးထသဖြင့်တောင်များတုန်လှုပ်ပါလေစေမြစ်တမြစ်ရှိသည်၏ ထိုမြင့်ရည်သည်စီး၍ဖျားသခင်၏မြို့တည်ဟုသော အမြင့်ဆုံးသောဖျားကျင်းဝတ်တော်မူရာတန့်ရှင်သောမြို့တော်ကိုရှင်လန်းစေတတ်၏ထိုမြို့သည်ဖျားသခင်ကျင်းဝတ်တော်မူရာဖြစ်၍တုန်လှုပ်ခြင်းမရှိရာ မိုးတောက်လင်းစား၌ဖျားသခင်ကူမတော်မူလိမ့်မည်လူမျိုးတို့သည် ဟုံဟုံမြည်ကြ၏တိုင်းနိုင်ငံတို့သည်လှုပ်ရှားကြ၏ဗျာဒိတ်တံကိုလွတ်တော်မူ၍မြေကြီးသည်အည်ဖြစ်လေ၏ကောင်းကင်ဘုရားရှင်သာရဖျားသည် ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်အမျိုးဤဖျားသခင်သည်ငါတို့ခိုးလုံရာဖြစ်တော်မူ၏သာရဖျားစီရင်ပြုပြင်၍မြေကြီးပေါ်မှာတုတ်တင်ပယ်ရှင်းခြင်းအမှုတော်များကိုလာ၍ကြည့်ရှုကြလောလေးကိုချိုးလျက်လှံကိုအပိုင်းပိုင်းဖြက်လျက်ယထားကိုမီးရှို့လျက်မြေကြီးစွန်းတိုင်အောင်စစ်မှုကိုငြိမ့်စေတော်မူ၏ငြိမ်ဝတ်လျက်နေကြလော့ငါကဖျားသခင်ဖြစ်သည်ဟုတိမှတ်ကြလောလူမျိုးတို့တွင်ငါသည်ဘုံပွင့်မည် မြေကြီးပေါ်မှာဘုံပွင့်မည်ကောင်းကင်ဘုရားရှင်ထာဝရဖျားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်၏ဖျားသခင်သည်ငါတို့ခိုးလုံရာဖြစ်တော်မူ၏ယေဝလျက်နေကြလောငါကဖျားသခင်ဖြစ်သည်ဟုတိမှတ်ကြလော၄၆ခုမြောက်သောဆာလံပိုင်းငယ်၁၀ ဖျားသခင်ရှိတော်၌ညီဟုစွာရှိနေခြင်းစိတ်ညင်အေးချမ်းခြင်းဖျားသခင်ဤစောင့်ရှောက်မှု၌ခိုလုံခြင်းစသည်ဖြင့်ငြိမ်သက်ခြင်းဟူသောအယူအဆကို ကျွန်ုပ်သဘောကျသည် ထို့ပြင်56ခုမြောက်သောဆာလံမှမကြာခဏကိုကားသောညီဝုလျက်နေကြလောငါကဖျားသခင်ဖြစ်သည်ဟုတိမှတ်ကြလောဟူသည့်ကျမ်းပိုက်ကကျွန်ုပ်တို့ဤစိတ်နှလုံး စိတ်နှင့်ဝิญဉ်များကိုငြိမ်သက်စေခြင်းသည်ဘုရားသခင်ကိုတည်ရန်အတွက်မရှိမဖြစ်လိုအပ်ကြောင်းသင်ကြားပေသည်သို့တော်လည်းငြိမ်ငြိမ်သက်သက်နေခြင်းကြီးမလွယ်ကူပါ ဟုတ်ပါသလားစိတ်စိတ်နေခြင်းအထူးသဖြင့်ဘုရားသခင်ရှေ့တွင် ကျွန်ုပ်တို့၏စိတ်နှလုံးငြိမ်သက်အောင်ကြိုးစားခြင်းသည်တခါတည်းရန်မဖြစ်နိုင်လောက်ဟု ထင်ရနိုင်မည်မိသည့်အကြောင်းကြောင့်နီး ယူဘဗေဒ၏အခြေခံအကျဆုံးနေရာမှတစ်ခုမှာရွေလျားနေသောအရာဝတ္ထုသည်ငြိမ်နေရင်းမှပင်ရွေလျားနေလေရှိသည်ဟုဆိုသည် ထို့ကြောင့်အစဉ်မပြတ်ရွေလျားမှုလှုပ်ရှားမှုနှင့်ဒါဝံဝတ္တရားများကို ပြောင်းလဲ၍စေခြင်းသည်မလွယ်ကူပါအဘေကြောင့်ဆိုသော၎င်းသည်ကျွန်ုပ်တို့၏လှုပ်ရှားမှုအချိန်အဟောင်းကိုရပ်တန့်စေခြင်းဖြစ်သောကြောင့်သည်၎င်းသည် လေအနောက်ပိုင်းရှိရက်ကြောင်းနှင့်တူသည်ဟုယူဆနိုင်သည်လေတစင်းရက်တရန်ဂျူးစားနေချိန်၌ဖြစ်ပေါ်လာသည့်လိုင်းလုံးများကငိမ့်နေရက်နေသောလေအောက်ထဲသို့ လိတ်ဝင်စေလေကိုဆက်တွန်းနေစေပင်ဖြစ်သည်ငိမ့်သချင်းဤတံဘိုးကိုတင်သိတော်လဲထိုနေရာသို့ရောက်ရင်ယုံကန်နေရခြင်းအတွက်ထိုတို့ဖြစ်ရသည့်အကြောင်းရင်းတစ်ခုရှိသည် ျွန်ုပ်တို့၏လှူရှားမှုနှင့်အလုံးစုံသော ခြေလန်းသည်၍လျားနေသောအရာဝတ္ထုနှင့်တူပါသည်ထို့ကြောင့်ဖျားသခင်ရှေ့တွင်ထိုင်ပြီး ကိုရိုနိုင်နာခိုချိန်တွင်ဂျေဇုရောကို ခံယူရန် နေရာနှင့်အချိန်ကောင်းကောင်းပေးပါသင်ဤဝိညာဉ်ရေးလမ်းကြောင်း၌ပုတ်ခတ်လာသည့်လိုင်းများညင်သွားပြီးဘုရားသခင်ရှေ့တွင်ညင်ဝတ်စွာတည်နေနိုင်ရေးအတွက်အချိန်တစ်ခုထိလိုအပ်နိုင်ပါသည် ဖျားသခင်ရှိတော်၌ညီဝတ်စွာမနေနိုင်အောင်မိသည့်အရာကတင့်ကို တားဆီးသည်နည်းရည်ရွယ်ချက်ရှိရှိညီဝတ်စွာနေရင်တင်မီတို့အချိန်ပေးမည်နည်းအဖဖျားကျွန်ုပ်တို့သည်လှူရှားမှုများနှင့်ပြည့်နှက်နေပြီးဆူညံသောကဘာတွင် နေထိုင်ပါသည် ကိုယ်ရောဤရှိတော်၌ညီဝတ်စွာနေခြင်းကိုတင်ယူရင်ကျွန်ုပ်ဤဝိညာဉ်လိုင်းတပိုးများ ငြိမ်သွားသည့်အထိစောင့်မျှော်ပြီးကိုရောရှိနေကြောင်းယုံကြည်ရန်ကျွန်ုပ်ကိုမာစားတော်မူပါ သခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်နေစဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာ ဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။